အရချောက်ပေလေးလေးမှနာပြီးကတော့စူပါလက်နဲ့ပွဲမှာသူကအရရှိလို့နိုင်တာစူပါလက်ကအရင်နင်းတာတွေဘာညာအွန်လိုင်းပေါ်မှာပြောဆိုရေးသားနေကြတဲ့ပတ်သက်ပြီးတော့လုံးဝမနေနိုင်တော့ဘဲနဲ့ဒီပွဲကြွာသူရဲ့နင်းနာမှုတွေကိုတကဘာလုံးကိုချပြလိုက်ပြီးလေးဖြစ်ပါတယ်အမှန်မှဆိုရင်ဗျာဒီပွဲကစူပါလက်ကရှုံးမင်မှန်ကြိုတင်သိလို့ကဘာပွဲမှာဖြစ်ဖို့စူပါလက်ကိုရင်ကဝိုင်းရစီကိုဖြစ်တဲ့ဥက္ကဋ္ဌဖြစ်တဲ့ချက်3ကို ဒီပွဲကိုကပတ်ပွဲမလုပ်ဖို့တော့ဘွားရောက်တောင်းဆိုခဲ့ကြောင်းတချို့သောသတင်းမီဒီယာတွေကဖော်ပြနေချပီလေးဖြစ်ပါရည်။နာဗီကတော့ဆက်ပြီးတော့သူခံခဲ့ရတဲ့ကိစ္စတွေကိုပြောလာပါပြီ။ကျွန်တော်ထူကြီးကစူပါလက်ထက်၃လေးစတော်နေပါရည်တဲ့။ဒီချိန်မှာချန်ပီယံကပတ်ကြီးနဲ့အတူတူအင်ပြလန်ခွင့်မရတဲ့အတွက်အဆိတ်မကောင်းဖြစ်မိပါရည်။သူ့ပေတော်ညာလေးပဲနိုင်ပွဲတော့ရအောင်ယူနိုင်ခဲ့တယ်လေ။မိသားစုရောကျွန်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးကပါဂုဏ်ယူခဲ့ကြတာပါ။ ဒါကအရေးကြီးဆုံးအချက်ပဲမို့လားဒီကမ္ဘာအပြင်နောက်ထပ်ချန်ပီယံကမ္ဘာကြီးကိုလည်းဆက်လက်သိမ်းပိုင်နိုင်အောင်ကြိုးစားသွားမှာပါသူတို့ကကျွန်တော်ကိုရွေးချယ်စရာတစ်ခုပေးတယ်ဗျာပထမတစ်ခုကပွဲကိုညင်လိုက်တဲ့ဘာလို့လဲဆိုတော့ပြိုင်မက်ကငါချီထိုးဖို့သဘောမတူဘူးသူ့ဘက်ကဝိတ်ကျော်ခဲတာဖြစ်တာတော့တတ်မှတ်ဝိတ်အတွင်းမရရအောင်ဝိတ်တွေထက်ကထက်ကချလိုက်ရလို့ချိနေသွားတယ်ဒီချက်ကိုကျွန်တော်နားလေပြီးနိုင်တယ်ဒုတိယချက်ကသုံးချီပွဲဒါပေမဲ့ချန်ပီယံစိန်ခေါ်ပွဲမဟုတ်ဘူး Chatri နဲ့ Super Leto ကြားမှာပါရညှိနှိုင်းထားလဲတော့မသိဘူးကျွန်တော်မြင်မှာဒါကကိုယ့်ဘက်ကိုဖိထားတယ်လို့ခံစားရတယ်။ဘာလို့လဲဆိုတော့တကယ်ဝိရလမှာကျွန်တော်ကပြိုင်မဲ့ထက်တော့အလေးချိန်နေသေးတာပါ။ပြိုင်မဲ့ကငါချီမထိုးဘူးဆိုတော့သူ့ကိုအသာချက်ပေးတယ်လို့ဖြစ်သွားပါရည်။ဘာဖြစ်ဖြစ်ဖြစ်လက်ခံပြီးထိုးပေးပါရည်။ဘာလို့လဲဆိုတော့ရှုံးကျွေးပြန်ဆက်ခွင့်ရမယ့်အနေအထားတစ်ခုကိုဒီလိုပုံစံနဲ့တော့အဆုံးအသတ်မခံနိုင်ပါဘူး။ဒါကြောင့်ပွဲကိုလက်ခံခဲ့တာပါ။ပွဲကို145ပေါင်ဘန်တန်ဝေကောင်းစီအောင်မှာထိုးပါရည်။ ကျွန်တော်က340လီတက်သမခနဲ့9ပေါင်ဖြစ်ပါတယ်။သူက346တက်သမ2ပေါင်ရှိပါတယ်။အဲ့ဒီအတွက်သူထိုးကြီးတွေက30ရာခိုင်နှုန်းခွေးယူခဲ့ပါတယ်။သူတရားရေးချွေးမှုကိုရွေးလိုက်တဲ့သဘောပေါ့။အခုကစပြီး fight camp အတွက်ကျွန်တော်နင်းလာတဲ့အချက်တွေကိုစပြီးအဆက်ကဆွတ်ထုတ်ပါတော့မယ်။ဒီပွဲကိုထိုးဖို့သိပ်ပြီးဆန္ဒပြင်ပြခဲ့တာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော် training နဲ့ဆက်လိုက်ဆင်းခဲ့တာ2024 February လကတည်းကမူပါ။ဒါကြောင့်ကြားထဲမှာခဏလောက်နားချင်သေးတာပါ။ ။ training တွေကဆက်တိုက်ပြင်းခဲ့တယ်လို့ထူးရတဲ့ပြိုင်မက်တွေကလည်း Titan Fighter တွေကြီးပါပြီ။ Nico Curry လို့ ਨੇ ပွဲပြီးကလေးကကျွန်တော်ညာဘက်ကဇယားရခိုင်တော့မဟုတ်ပါဘူး။ကနေဆယ်ရခိုင်တော့80ရခိုင်တော့လောက်ပဲတတ်တာသေးတာပါ။ဒီ fight gun တစ်ခုလုံးညာဘက်လက်ကိုပြပြဝဝထုံမသုံးရဲပါဘူး။ဝယ်ပြင်စင်တာကလည်းဥပုပ်ကာလာမို့ training chain တွေအပြောင်းလဲလုပ်ခဲ့ရပါတယ်။နောက်ဆုံးပြောချင်တဲ့အချက်ကတော့ဒီဘက်ကကျွန်တော်ရဲ့အကောင်းဆုံးစွမ်းဆောင်ရင်မဟုတ်သေးပါဘူး။ဒါပေမဲ့အစင်ချင်းမပေးပါဘူး။အကောင်းဆုံးဖြစ်အောင်စူးစမ်းခဲ့တာပါပဲ။ ဝေကြံထွင်ဝင်အောင်လုပ်ကြေဘာအမားယုံမှမရှိတည်တိုင်အောင် အင်ကိုလဘလာနဲ့ပြန်လာရတဲ့အဖြစ်တော့နည်းနည်းလေးအောင့်တက်တက်နိုင်လာပါရီစကားမဆကျွန်တော်ရေထူးကြီးကသူ့ထက်အသုံးလေးဆက်လောက်နေပါရီဒါတော့ကျွန်တော်ကအာရဗီရပညာရှင်ကားပြီးအကောင်ဆုံးပြင်ဆင်ခဲ့တာပါတချိန်ထဲမှာသူကတော့ဝေကြံထွင်တော့မဝင်ခဲ့ပါဘူးဒါရီကစွန့်လွတ်နေတာခံမှုဆိုရရီလားနောက်ပြီး1172ပြန်ပွဲပြီးရင်တွင်ကန်စာချက်တွေကတော့တကယ်ကိုပြည်သက်တကူအာအောစေခဲ့တာလေးဖြစ်ပါရီစူပါလက်နဲ့ ချက်3ရဲ့အလုပ်ရက်တွေအကုန်လုံးကိုချပြခဲ့တာလေးဖြစ်ပါရယ်ဗျာ